မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇန်နဝါရီလ14ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ်မြို့သိမ်းတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်မန်စီမြို့သိမ်းတိုက်ပွဲမှာထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ရင်းများကစစ်သားအယောက်300ကျော်ကို KIA ဥဆောင်တဲ့တော်လိုင်းတပ်များကလိုက်လံရှင်းလင်းရာ စစ်သား40ကျော်ကိုထပ်မံရှင်းလင်းနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ8ရက်နေ့မှာမန်စီမြို့နယ်တစ်ခုလုံးကို KIA နဲ့တွန်လိုင်းတပ်များကသိမ်းပိုက်ရရှိပြီးတဲ့နောက်ခမရ39ခမရ61နဲ့အမြောက်တပ်39နဲ့တိုင်းရင်းများကစစ်သား300ကျော်ဟာထွက်ပြေးသွားခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီထွက်ပြေးသွားတဲ့စစ်သားများကိုလိုက်လံချိန်မုံရမှာပထမအကြိမ်မှာစစ်သား140ခန်းကိုချိန်မုံနိုင်ခဲ့ပြီးတော့ ထမှန်ပြီးတော့စစ်သား40ကျော်ကိုထမှန်ချေမုန်းနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်စစ်ကောင်စီရဲ့စစ်သားအင်အား180ကျော်ကိုချေမုန်းတုတ်တင်နိုင်ခဲ့ကြောင်းသိရှိရပါတယ်။မန်စီကနေထွက်ပြေးသွားတဲ့စစ်သားက အယောက်300ကျော်တွေကနေ180ကျော်ကိုချိန်မုတ်တုတ်တင်နိုင်ခဲ့ပါတယ်အဲ့ဒီတဲကမှ100ကျော်လောက်ကဗမော်တွေကိုဝင်သွားပြီးအလောင်းနဲ့လက်နက်ခဲယမ်းတွေကိုတိတ်ဆိတ်ရရှိခဲ့ပါတယ်လို့ KI ရဲ့ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုထားပါတယ်ဒါအပြင်ဗမော်မျိုးနယ်တစ်ခုလုံးကိုအပိသက်သိမ့်ပိုင်နိုင်ရေးအတွက်ဆက်လက်ပြီးတော့ထိုးစစ်ဆင်နေရမှာအဓိကစခန်းကြီး2ခုဖြစ်တယ်စကခ27နဲ့ဗမော်ခလိုက်ရ49တို့သာကြန့်ရှိတော့တယ်လို့သိရပါတယ်ခလိုက်ရ49ဟာလဲမန်စီမျိုးနယ်အနီးကပ်ဆုံးမှတည်ရှိနေပြီးတော့ စစ်ကောင်စီကထိုးစစ်ကိုအရှိန်ဟုန်မြင့်တင်ထားတဲ့အတွက်မကြခင်မှာတိမ့်ပိုက်ရရှိတော့မှာဖြစ်တယ်လို့ဆက်လက်ပြောဆိုထားပါတယ်။ KIA ဥဆောင်တဲ့တော်လိုင်းတပ်များကကချင်ပြည်နယ်ဗမော်နယ်မန်စီမြို့တို့ကိုဒီဇင်ဘာလ၄ရက်နေ့ကနေစတင်ပြီးအလုံးအင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်စစ်ရေးသတင်းကတော့ရခိုင်ပြည်နယ်ကွားမြို့နယ်နီးတယ်အေယာဝတီတိုင်းတဲကမကြီးစင်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်တပ်ကရွှေတောင်ရံငွေဆောင်နဲ့ချောင်းသာဗတ်များမှာစစ်ရင်အားတွေတုံးမြန်ပြီးတော့ချထားတဲ့အပြင်လမ်းခီးနဲ့ဂိတ်များကိုလည်းတင်းကျပ်စွာဆစ်ဆင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်လက်တလုံးမှာအာနာသိန်းစစ်ကောင်စီဟာချောင်းသာမြို့မှာအထိုင်တပ်စခန်းနှစ်ခုထပ်မံတိုးချဲ့တပ်ဆွဲထားကြောင်းပသိမ်းသတင်းအရေးမြစ်ကပြောပါရယ်အခုတလောငွေဆောင်နဲ့ချောင်းသာဗတ်ကိုစစ်တင်းမောတွေကလှည့်နေတယ်လမ်းခီးမှာလည်းအရန်ကိုစစ်တယ်မှတ်ပုံတင်တဲ့လက်ကင်ဖုန်းတွေကိုစစ်တယ် ခိုင်ဆိုရင်ပို့ပြီးတော့စစ်တယ်စစ်ကားတွေလည်းချောင်းတာငွေဆောင်ဘက်ရွှေတောင်ရံဘက်ကိုနေတိုင်းလိုလိုတက်နေတယ်လို့စစ်ရေးသတင်းအရေးမြစ်ကပြောပါတယ်မကြီးစင်ဘက်ကစစ်ကောင်စီရဲ့တပ်စခန်းတချို့ကိုအရခတ်တက်တော်အေးအေးနဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့ဘက်ကသိမ့်ပိုက်ပြီးတဲ့နောက်စစ်ကောင်စီကစစ်ရေးပြင်ဆင်လာခြင်းဖြစ်တယ်လို့သိရပါတယ်စစ်ကောင်စီရဲ့လော်ဘီများကလည်းရွှေတောင်ရံဘက်မှာတိုက်ပွဲမရှိဘဲနဲ့အေရဝတီတိုင်းဝင်ကြီးချုပ်ကိုတိုင်းမနေ့ကဒေသခံများနဲ့တွားရောက်ပြီးတော့တွေးဆောင်ခဲ့တယ်လို့သတင်းတွေဖြန့်နေကြပါတယ်ပသိမ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပသိမ်ရဲ့ ဇန်နဝါရီလ23ရက်နေ့ကထုတ်ပြန်ချက်အရရွှေတောင်ရံမြို့တပင်မော်အမြောက်တပ်နဲ့ဝတ်တေချေးရွာများမှာစစ်ကောင်စီကအင်အားတွေဖြည့်ပြီးတော့အထိုင်ချကခံစစ်ပြင်ဆင်နေတယ်လို့သိရပါဗျ။ကြောင်မောင်နမဘက်မှာလည်းစစ်ကောင်စီကတပ်ဆွဲထားပြီးတော့တန်ချက်ကကားတွေနဲ့အထိုင်ချထားကြောင်းနဲ့ဇန်နဝါရီလ17ရက်နေ့နဲ့22ရက်နေ့ကတပင်မော်အမြောက်တပ်လက်နက်ကြီးများရန်တပ်ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများဟာထိတ်လန့်နေကြတယ်လို့မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောပါတယ်။ရွှေတောင်ရံ၊ချောင်းတောင်၊ငွေဆောင်၊ပသိမ်စတဲ့ area များမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များဟာခရီးသွားပြည်သူများနဲ့ဒေသခံပြည်သူများရဲ့အသွားအလာများကိုစစ်ဆဲမှုတွေတင်းကြပ်နေပြီးတော့ငွေကြေးတောင်းခံမှုတွေလည်းရှိနေတယ်လို့ဒေသခံများစီကသိရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းညောင်လေးပင်မြို့နယ်စီပင်ချေးရွာအုပ်ချုပ်ရေးမှုအပါအဝင်ပြူစောတိများပြစ်ခတ်ခံရကပြူစောတိနှစ်ဦးသေဆုံးပြီးအုပ်ချုပ်ရေးမှုမင်းမင်းဦးနဲ့ပြူစောတိငဇော်တို့ဟာဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဇန်နဝါရီလ14ရက်နေ့မနက်9:00နာရီကအချိန်မှာညောင်လေးပင်မြို့နယ်စီပင်ချေးရွာအုပ်ချုပ်ရေးမှုမင်းမင်းဦးနဲ့ပြူစောတိ၃ဦးဟာစီပင်ရွာနယ် ချောင်းတာကြေးရွာကြားမှာရှိတဲ့ဝီတဖန်အင်းကိုကားနဲ့တွားရောက်တဲ့အချိန်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကအသင့်ဆောင်ဆိုင်ပြီးတော့ပြစ်ခတ်ခဲ့ရာကားနောက်မှာလိုက်ပါလာတဲ့သူပြူစောတီတန်လွင်နဲ့လွင်ဦးတို့ပွဲချင်းပြီးတိုက်ဆုံသွားတယ်လို့သိရပါတယ်။ဒါအပြင်အုတ်ချုပ်ရဲမှုမင်းမင်းဦးဟာ ဘိုက်မှာကြည်စံထိမှန်ခဲ့တဲ့အတွက်ဥထွက်ပြီးတော့ဒဏ်ရာရရှိထားတယ်လို့သိရပါတယ်ပြူစောထင်းငဇော်ဟာလည်းလက်မောင်းကိုထိမှန်ဒဏ်ရာရရှိထားတယ်လို့သိရပါတယ်ဒဏ်ရာရရှိသူများကိုတောင်ကိုဆေးရုံကိုပို့ဆောင်ကုသထားပြီးတော့တေဆုံသွားတဲ့ပြူစောထင်းစံအေးနဲ့လွင်ဦးတို့ရဲ့အလောင်းများကိုတော့မိသားစုတွေကနေအိမ်ကိုတဲဆောင်သွားတယ်လို့သိရပါတယ်အုတ်ကြီးမင်းမင်းဦးရဲ့အင်းထဲမှာပြစ်ခံလိုက်ရတာ PDF တွေကဆိုင်ကနဲ့လာဆောင်ပြီးတော့ပြစ်သွားတာလို့သိရတယ်စံအေးနဲ့လွင်ဦးတို့ကတော့ကားနောက်ခန်းမှာလိုက်လာတာရဲ့မိုးကအုံမထားတာရဲ့ကြောင့်ခေါင်းထိပ်ပြီးတော့ပွဲချင်းပြီးတေသွားတယ်အုတ်ကြီးမင်းမင်းဦးကတော့ ဘိုက်ကနေထွက်နေတဲ့ဥတွေကိုအဝိနဲ့ပတ်စည်းပြီးတော့ရွာကိုအတင်းမောင်းပြန်လာတာ ကားနောက်ခန်းမှာပဇွန်နေငါးတွေလည်းပါတယ်ကားရှိခန်းမှာလိုက်လာတဲ့ငဇော်ကတော့လက်မောင်းပဲထိသွားတာလို့ဒေသနေပြည်သူတို့ကရှင်းပြထားပါတယ်အခုလိုမျိုးပြစ်ခတ်ခံရပြီးတဲ့နောက်နေ့လယ်7:00နာရီလောက်မှာ စီပင်ကြီးပါကိုရဲနှောက်ဦးနဲ့အရောက်ဝက်ပြူစောထီးများရောက်ရှိလာပြီးတော့ဆစ်ဆေးခဲ့တော့လေပြည်သူကာကွယ်တပ်ဖွဲ့ဝင်တွေကတော့ဆိုင်ကယ်တွေနဲ့အေးအေးဆေးဆေးပြန်လည်ထွက်ခွာသွားပြီလို့သိရပါတယ်အလားတူပဲဂျောင်းတာဘက်မှာလည်းရဲတပ်ဖွဲ့ဝင်များကလိုက်လံဆစ်ဆေးခဲ့တယ်လို့သိရပါတယ်စီပင်ရွာအောက်ချုပ်ရဲမှုနဲ့ပြူစောထီးအဖွဲ့ဟာကြီးရွာနေပြည်သူများကိုလာစဉ်ချင်း2000ခွဲကောက်ခံနေတဲ့အပြင်15ရက်တစ်ကြိမ်5000တို့မဟုတ်7000ကျပ်ကောက်ခံလေးရှိတယ်လို့သိရပါတယ်တခြားကြီးရွာကလူငယ်များကိုလည်းဖမ်းဆီးပြီးပေါ်တာဆွဲခြင်းရိုက်နှံငွေကြေးတောင်းခံခြင်းစီပင်ရွာကယောက်ျားလေးတွေကို သူတို့တောင်းတဲ့ပတ်စံမပေးရင်စစ်ထဲထက်မယ်ဆိုပြီးတော့ချင်းချောက်ကငွေကြေးတောင်းခံမှုတွေကိုလည်းပြုလုပ်နေတယ်လို့သိရပါတယ်ပြစ်ခံရတဲ့အုပ်ကြီးမင်းမင်းဦးနဲ့အဖွဲ့တွေကရွာတွေကလူငယ်တွေကိုသူတို့တောင်းတဲ့ပတ်စံမပေးရင်စစ်ထဲကိုတွင်းတယ်ပတ်စံကလည်းတခါတည်းနဲ့မပေးဘူးထခါထခါတောင်းတာအခုစီပင်ရွာကအဖိုးကြီးနဲ့ပြူစောတိတွေလောက်ပဲကြမ်းတာပြောင်ကြီးမင်းမင်းဦးကတော့တောင်ကိုဆေးရုံကိုရောက်နေပြီတိတ်မတိတ်တော့မသိရသေးဘူးတိတ်ဖို့များပါတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်ပြည်မနာမြို့မှာမူရဲဆေးရောင်းဝယ်ဖြန့်ဖြူးနေတဲ့ကြော်သိန်းဆိုသူကဆေးကြောင်ပြီးတော့လူတအုပ်ကိုမိရှို့တက်ဖြတ်ခဲ့ပြီးအဲ့ဒီတက်ဖြတ်မှုအတော့ ရဲတွေကတရခန်ကျော်သိန်းကိုဖမ်းဆီးအရေးယူခြင်းမရှိဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2024ခုနှစ်ဒီဇင်ဘာလ9ရက်နေ့ညတကောင်းရံအချိန်မှာပြည်မနာမြို့ဦးကျေးရက်ကွာပေ80ယူဇနာလမ်းပေါ်မှာမူရဆေးရောင်းဝယ်ဖြန့်ဖြူးနေတဲ့ကျော်သိန်းဆိုသူကဆေးကြောင်ပြီးတော့ရက်ကွက်နေပြည်သူတအုပ်ဖြစ်တဲ့ကိုနေနေကိုဓာတ်စီလောင်းပြီးတော့မီးရှို့ခဲ့တယ်လို့သိရပါဗါး။အဲ့ဒီမီးရှို့ခံရမှုအတွင်းရရှိထားတဲ့ဒဏ်ရာများကြောင့်ကိုနေနေဟာဇန်နဝါရီလ12ရက်နေ့မှာတိတ်ဆုံးသွားတယ်လို့သိရပါဗါး။အဲ့ဒီမီးရှို့မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ရက်ကွက်နေပြည်သူများကပြည်မနာမြို့မှာရဲစခန်း ကိုတွားရောက်ပြီးတော့တိုင်ကြားခဲ့တော့လဲတလားကြော်ကြတဲ့အထီကိုတရားခံကိုလိုက်လံဖမ်းဆီးခြင်းမရှိပဲမူရဲစေဝါရောင်းဝယ်ဖြန့်ဖြူးနေတဲ့ကြော်သိန်းဟာလက်ရှိအချိန်ထိထွက်ပြေးလွတ်မြောက်နေတယ်လို့သိရပါတယ်လက်တလောပြင်မနာမျိုးပေါ်မှာမူရဲစေဝါများအလွန်ပေါများစွာရောင်းချနေပြီးတော့နေရာတိုင်းလိုလိုမှာအလွဲတကူဝယ်ယူနိုင်တယ်လို့သိရပါတယ်စစ်တပ်နဲ့ရဲများကမူရဲစေဝါများကိုလိုင်းချင်းနဲ့စက်ကြီးရယူပြီးတော့တရားဝင်ခွဲပြုထားတယ်လို့သိရပါတယ်စေတုံးဆွဲသူများပြားလာပြီးတော့စေးကြောင်ပြီးတော့ဖြစ်ပွားခဲ့တဲ့မှုကင်းများဟာလည်းအလွန်များပြားနေပြီးကျူးလွန်တဲ့တရားခံများကို ရဲများကလိုက်လံဖမ်းဆီးခြင်းမရှိဘူးလို့သိရပါတယ်။ပြည်မနာမျိုးဦးကျေးရက်ွက်ပေရှင်းဆယ်ယူဇနာလမ်းမှာ2024ခုနှစ်ဒီဇင်ဘာလ9ရက်နေ့က WY နဲ့စိတ်ကြွယူသက်ဆေးပြားတွေဖြန့်ဖြူးရောင်းချနေတဲ့ကျော်သိန်းဆိုတဲ့ကောင်ကရက်ွက်နေပြည်သူကိုနေနေကိုဓာတ်စီလောင်းပြီးတော့မိရှုတက်ဖြတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ရဲတွေကတရားခံကိုအခုတည်းကလိုက်မဖမ်းသေးဘူး။တလကြော်နေပြီးလွတ်နေတာမိရှုခံရတဲ့ကိုနေနေကတော့ဇန်နဝါရီလ12ရက်နေ့မှာဆုံးသွားပါပြီ။မိရှုတက်ဖြတ်ခဲ့တဲ့တရားခံက WY နဲ့စိတ်ကြွဆေးတွေရောင်းဝယ်တဲ့အကြီးစားဒဏ်ကြီး ပြင်းမနာမြို့မှာမူးယစ်စေဝါတွေကတော်တော်ကိုပေါနေပါတယ်။နေရများစွာမှာလည်းရောင်းချနေတယ်။နေရတိုင်းလိုလိုမှာလည်းလွယ်ကူစွာနဲ့တွေ့နေရပါတယ်။ဆေးကြောင်ပြီးတော့ဖြစ်တဲ့အမှုတွေကလည်းအများကြီးပဲ။တရားခဏတွေကိုရဲတွေကလိုက်မဖမ်းပဲလွှတ်ပေးထားတယ်လို့တေဆုံးသူရဲ့မိတ်ဆွေကပြန်လည်ပြောပြထားပါတယ်။နေပြည်တော်မှာအကြံပတ်ဆက်တက်ကမူးယစ်စေဝါတာမကလောင်ကစားဘောလုံးနှလုံးသုံးလုံးပြည်တစားလုပ်ငန်းအပါအဝင်တရားမဝင် လုပ်ငန်းများကိုလိုင်းကြီးယူပြီးတော့တရားဝင်ခွင့်ပြုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းဂျိုးပင်ကောင်းမြို့နယ်မှာပြည်သူများကိုဖမ်းဆီးတပ်ဖြတ်နေတဲ့အကြမ်းဖက်ဆက်တပ်ထောက်တိုင်းတန်းဆွေဦးကိုပြစ်ခတ်တိုက်ခိုက်ရာပွဲချင်းပြီးတိတ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ17ရက်နေ့ည9နာရီကမှဂျိုးပင်ကောင်းမြို့နယ်ရုံချောင်းချေးရွာမှာနေထိုင်တဲ့အကြမ်းဖက်ဆက်တပ်ထောက်တိုင်းတန်းဆွေဦးကိုတာယာဝတီခရိုင်တိုက်ရင်33ညနဲ့တက်ခွဲတဲ့ Dragon Brothers GBK PDF ဂျိုးပင်ကောင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကရဲဘော်များက ဝင်းရောက်တိုက်ခိုက်ခဲ့ရာပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။တိတ်ဆုံးသွားတဲ့တန်းဆွေဦးဟာပြည်သူများကို PDF ထောက်ဖို့များဆိုပြီးတော့ဆွဆွဲကပြည်သူတချို့ရဲ့နေအိမ်များကိုလည်းအတင်းအဓမ္မဝင်ရောက်ပြီးတော့ဖမ်းဆီးခိုင်းခြင်းအဓမ္မဖမ်းဆီးခြင်းခံရတဲ့ပြည်သူတချို့ကို၎င်းကိုယ်တိုင်မျက်နှာကိုပေါ်ဝါဆီးပြီးတော့တွေးချင်းချင်းနှီးအောင်ရိုက်နှက်နှိပ်စက်ခြင်းတော်လိုင်းရဘော်များရဲ့တွာလာမှုများကိုဓာတ်ပုံနဲ့တကွာသတင်းအချက်အလက်များရယူပြီးအကြမ်းဖက်စစ်တပ်ကိုသတင်းပေးခြင်း လူအချင်းချင်းဗိုလ်ကြအနိုင်ကျင့်စိတ်ထင်သလိုမယိုင်းစော်ကားနေတဲ့အတွက်ကြောင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။ပြည်သူတွေအပေါ်ကိုအချင်းချင်းမယိုင်းစော်ကားနေတာတွေလူမဆန်တဲ့နှိပ်စက်မှုတွေကြောင့်ကျွန်တော်တို့တွေဝင်ပြီးတော့တိုက်ခိုက်ခဲ့တာပါလို့တာယာဝတီခရိုင်တိုင်ရဲ3832တက်ခွဲတက် Dragon Brothers GBK PDF ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်ဆက်လက်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအနေနဲ့စစ်တပ်ထောက်တိုင်များကိုအခုလိုမျိုးဆက်လက်တိုက်ခိုက်သွားမှာဖြစ်ပြီးတော့ပြည်သူများအနေနဲ့လုံခြုံရေးအသည့်လုံခြုံရေးတရိအစ်အမြဲတမ်းရှိရန်တာယာဝတီခင်ရတရင်38 3ရက်နှစ်တက်ခွဲတက် Dragon Brothers GBK PDF ကတိုက်တွန်းနှိုးဆော်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်စမီးမြို့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်ရခိုင်ပြည်နယ်ပေါတောမြို့များကိုအကြမ်းဖက်စစ်တပ်ကလေယာဉ်များနဲ့ဗုံးများဇက်တိုက်ကျဲချနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇန်နဝါရီလ23ရက်နေ့ညတကောင်ရံအချိန်မှာချင်းပြည်နယ်တောင်ပိုင်းစမီးမြို့မှာရှိတဲ့ ထွေအုပ်ယုံအနီးဝန်းကျင်ကိုစစ်ကောင်စီကလေးရများနဲ့ဘုံများကျဲချခဲ့ရာထွေအုပ်ယုံမီးလောင်ပျက်စီးသွားပြီးနူနေအိမ်တချို့လည်းပျက်စီးသွားတယ်လို့သိရပါဗျ။လူထိခိုက်ဒေဆုံးမှုအခြေအနေကိုတော့မသိရသေးပဲစစ်တွေရေးလိုင်းများပြတ်တောက်နေတယ်လို့ချင်းတော်လိုက်ရေးသတင်းအေးမြစ်ကပြောပါတယ်။အလားတူပဲမနေ့ကဇန်နဝါရီလ23ရက်နေ့ ညနေ2:30မိနစ်ဝင်းကျင်အချိန်မှာရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့ကိုစစ်တပ်ကလေရင်နဲ့ဘုံနှလုံးထက်မနေကျဲချတိုက်ခိုက်ခဲ့ပြီးတော့ကြောင်မဲတိုးဂိတ်ဘက်နဲ့နေရီကန်ဝိမုတ်တီဖုန်ကြီးကျောင်းအနီးကိုဥတီပြီးတော့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ကြောင်မဲတိုးဂိတ်မှာ TNL နဲ့တော်လိုင်းတပ်များတပ်ဆွဲထားမှုရှိပြီးတော့ထိခိုက်သေးဆုံးမှုအခြေအနေကိုတော့မသိရသေးကြောင်းဒေသစီရေးသတင်းရင်းမြစ်ကပြောပါတယ်။ကြောင်မဲမြို့ပြင်ဘက်ကိုကျဲတာနေရီကန်နားမှာလည်းရှိုးကြီးရှိတယ်။ အဲ့ဒီအထဲမှာက1027လိုင်းကာလာကတိုက်ပွဲတွေအပြင်းထန်ဖြစ်ခဲ့တဲ့နေရာတွေမြို့ပြင်ဂိတ်မှာလဲတီအန်အာလီတွေတက်ချထားတာရှိတယ်တက်တွေရှိတဲ့နေရာတွေကိုမှန်းပြီးတော့လိုက်ကျဲနေတယ်လို့ယူဆရတယ်လို့ဒေတာစီရေးသတင်းအေးမြစ်ကရှင်းပြထားပါတယ်အလားတူပဲအရခတ်တပ်တော် AA သိမ့်ပိုက်ထိန်းချုပ်ထားတဲ့မြို့နယ်များမှာရှိတဲ့အရဲသားများနေထိုင်ရာမြို့ရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ရည်ရွယ်ချက်ရှိရှိစစ်တပ်ကဘုံကျဲတိုက်ခိုက်နေတယ်လို့သိရပါတယ်။ဇန်နဝါရီလ12ရက်နေ့မနက်7:00နာရီအချိန်မှာပေါတော်မြို့နယ်တောင်ဦးမော်ကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီက Jet Fighter နဲ့ဘုံတလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။လူအထိခိုက်မရှိတော့လေနေအိမ်တလုံးနဲ့ဆိုင်ကန်တခန်းပျက်စီးသွားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီကဇန်နဝါရီလ12ရက်နေ့မနက်7:50မိနစ်မှာတစ်ချိန်မနက်09:55မိနစ်မှာဒီချိန်ပေါတော်မြို့နယ်တောင်ဦးမော်ကျေးရွာကိုဇက်တိုက်ဘုံတွေကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ စစ်လေရင်လာတာနဲ့ရွာသားတွေကမြင်လိုက်တာနဲ့ရွာတွေကနေအချိန်မီထွက်ပြေးခဲ့ကြခြင်းကြောင့်လူထိခိုက်ဒေဆုံးမှုတော့မရှိဘူးလို့ပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ